ချင်းပြည်နယ်ကနယ်မြေများစုကိုတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားနိုင်ပေမဲ့ပြည်နယ်အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကဏ္ဍတွေမှာရှုပ်ထွေးနေတယ်လို့နိုင်ငံတကာပဋိပက္ခလေးလာဆောင်ကြည့်ရေးဖွဲ့ ICG ကဒီကနေ့မှထုတ်ပြန်ပါတယ်။ဒါဟာပြည်နယ်အတွင်းအဓိကတော်လိုင်းအင်အားစုနှစ်ခုဖြစ်တဲ့ချင်းမျိုးသားတပ်ဦး CNF နဲ့ချင်းညီနောင်ဖွဲ့ရဲ့မညီညွတ်မှုကြောင့်ဖြစ်တယ်လို့ ICG ကထောက်ပြထားပါတယ်။ဖေဖော်ဝါရီလ26ရက်နေ့ကတော့ CNF ဦးဆောင်တဲ့ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ဦးဆောင်တဲ့ဂျားကလာချင်းမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC တို့ပူးပေါင်းပြီးတော့ချင်းမျိုးသားကောင်စီဖွဲ့စည်းသွားမှာဖြစ်ကြောင်းနှစ်ဖွဲ့စလုံးကသတင်းထုတ်ပြန်ထားပါတယ်။ဒီသဘောတူညီချက်ဟာချင်းပြည်နယ်ကတော်လိုင်းအဖွဲ့တွေညှိနှိုင်းဖို့အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့နိုင်ငံတကာပဋိပက္ခလေးလာဆောင်ကြည့်ရေးဖွဲ့ ICG ရဲ့မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲကြံပေးရာရှိ Richard Hosey က RFA ကိုပြောပါတယ်။ An in principle agreement last month to unify is an important start. ပြည်ကလေးကအခြေခံသဘောတူညီချက်တစ်ခုကညီညွတ်ဖို့အတွက်အရေးကြီးတဲ့ခြေလှမ်းအစပါဒီကြားလက်အောင်မြင်ဖို့အတွက်ခေါင်းဆောင်တွေရဲ့အမျှော်မြင်ရှိမှုလိုအပ်တယ်လို့လက်တွေ့အခြေအနေတင်းမာမှုတွေရောကြဖို့လည်းလိုပါတယ်ကြီးမင်းရဲ့အုပ်ချုပ်ရေးခက်ခဲတဲ့စင်ကုန်မှုနဲ့ပဋိပက္ခကြောင့်နေရဆွန့်ခွာထွက်ပြေးရမှုအတွက်လူသားချင်းစာနာမှုအကူအညီ ရေးပေါ်လိုအပ်နေချိန်မှာပြည်သူဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက်မဖြစ်မနေအခြေအနေတိုးတက်လာဖို့လိုအပ်ပါတယ်။ဒါပေမဲ့အခုလိုကြီးမှန်းချက်ကိုအကောင့်ထဲပေါ်ရမှာနှေးကွေးရင်ဒါမှမဟုတ်မအောင်မြင်ရင်ချင်းမှာစီရေးပဋိပက္ခထပ်ပြီးတော့တောက်လောင်လာနိုင်တယ်လို့ ICG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CNF နဲ့ချင်းကြီးနောင်ဘွဲတို့သဘောထားကွဲလွဲမှုဟာလက်တလောပြည်လည်နိုင်တဲ့အနေအထားမရှိသေးဘူးလို့မတူပီဒေတာကန်တယောက်က RFA ကိုပြောပါတယ်။ ချင်းမျိုးသားတအူဆီယာရေးဆီယာဖုန်နဲ့ဒီချင်းရင်တော်တွေနဲ့သဘောထားကွဲလွဲမှုတွေကြောင့်ချင်းပြမှာအုပ်ချုပ်ရေးဒီပြည်သူဝင်ဆောင်ရေးလုပ်ငန်းတွေက အခက်ခဲအတိုင်းအတာတစ်ခုထိရှိတယ်ဒီဟာကလည်းလက်တလို့အခြေအနေရပြည်နယ်နိုင်မဲ့အနေထားမျိုးတော့မရှိသေးဘူးလို့ကျွန်တော်တို့ဒီလိုမျိုးသုံးသပ်ရတယ်။ CNF ပြောရေးဆိုခွင့်ရှိသူ slide ထဏီက တော်လရင်မူဝါဒနဲ့ယက်တီချက်တူညီရင်အများဆန္ဒကိုလိုက်နာဖို့လိုပြီးတော့အ ਨੇ စုဆန္ဒကိုလည်းလေးစားရမယ်လို့ RFA ကပြောပါတယ်။ကို့အဖွဲ့စည်းယက်တီရေကိုပဲအလေးပေးမှုများနေရင်တော့ချင်းမီနယ်ရဲ့အခြေအနေဟာအခုလိုအနေထားမျိုးပဲဆက်ရှိနိုင်မယ်လို့စလိုင်းထန်နီကဆိုပါတယ်။ ICT ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးချင်းကြီးနောင်မဟာမိတ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကို RFA ကဆက်သွယ်မင်းမြန်းခဲ့ပေမဲ့ပြန်လည်ဖြေဆိုတာမရှိပါဘူး။အချင်းချင်းမညီညွတ်ရင်ပြည်နယ်ရဲ့အနာဂတ်အတွက် သဘောတူညီမှုတိစောက်ဖို့ခက်ခဲနေနိုင်တာကြောင့်နှစ်ဖွဲ့စလုံးဘုံနိုင်ငံရေးညီမျှချက်ရှာဖွေဖော်ထုတ်သင့်တယ်လို့ ICG ကထောက်ပြထားပါတယ်ရှင်။